အားလုံးပဲမင်္ဂလာပါ Biker's Dream Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဘုရားတရားများဝင်ပြီးမှာမဟုတ်ပါဘူးဒါပေမဲ့မကြာသေးမီကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်စကိုင်းမန္တလေးနဲ့နေပြည်တော်ပါဝင်နေရာတော်တော်များများမှာအိမ်တွေတိုက်တွေ့ပြူကြပြီးလူတွေတိတ်ဆုံးခဲ့ရတာကြောင့်တော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်အိမ်တွေအတွက်လည်းတော်တော်ကိုနှမျောခဲ့ပါတယ်အဲ့ဒီပြင်ကုန်မှာကျွန်တော်တို့တံမိုးထားကိုးကွယ်ရတဲ့ဇေဒီပထိုးတွေနဲ့သမိုင်းမွေနဲ့အဆောက်အဦတွေအများကြီးပြူကြကုန်တာတွေ့ရလို့လည်း အရန်ကိုနှမျောမိပါတယ်ကျွန်တော်နေထိုင်တဲ့နေရာကငလျင်ဘိုးချက်နဲ့တော်တော်ဝေးတာကြောင့်ဒီမှာတော့နည်းနည်းပဲလှုပ်ခဲ့ပြီးတော့အစပိုင်းမှာတော့ AC ပဲဘာမှမဖြစ်ဘူးလို့ထင်ခဲ့ပါတယ်ဒါပေမဲ့နိုင်ပိုင်းလောက်ကြာတဲ့အချိန်မှာတော့ social media တွေကနေတဆင့်ဖဲလိုက်ကြွားပြီးတတိုင်းတရာကြီးပြူကျသွားပြီဆိုပြီးတော့ဝမ်းနဲ့ပလက်နဲ့អော်ပြီးရိုက်ထားတဲ့ဗီဒီယိုကိုစပြီးကြည့်လိုက်ရပြီးနောက်ပိုင်းမှာတော့ဇက်တိုက်ပဲဘာတွေဖြစ်ကြတယ်လဲဆိုတာကိုနားနဲ့မဆန့်အောင်ပဲကြားခဲ့ရပါတယ် ပြိုကျတဲ့တိုက်တွေထဲမှာပိတ်မိနေလို့နှီးစရာကယ်ဆယ်ရေးတွေကကယ်ထုတ်ပေးနိုင်ပြီးအသက်မသေးပဲပြန်ထွက်လာနိုင်တဲ့လူတွေတွေ့တော့လဲသူတို့ရဲ့ဆွေမျိုးသားချင်းတွေနဲ့အတူတူပဲတော်တော်ကိုဝမ်းသာရပါတယ်ဒီလောက်လက်နက်ကြိယာနဲ့အသက်ကယ်ပစ္စည်းမပြည့်စုံတဲ့ကြားကမရရအောင်ကယ်ပေးတဲ့သူတွေကိုလည်းအယမ်းကိုလေးစားပြီးတော့ကျေးဇူးလည်းအယမ်းတင်မိပါတယ်မြို့တိုင်းနေရာတိုင်းကလူတွေကလည်းငွေအားလူအားပစ္စည်းအင်အားတွေနဲ့ကူညီနေကြတဲ့အပြင်ကမှမရှိသေးသေးသားတွေကတော့ ရှိတာလေးတွေကိုမွဲကျင်မွဲသွားပါစေဆိုပြီးလူတန်းနေတာတွေ့ရတော့တော်တော်လေးဝမ်းသာလို့ငါလူလိုက်တာကသူတို့နဲ့ရှင်မပြောပါတော့ဘူးလို့တော့တွေးပြီးတော့စိတ်ထဲအားမလို့အားမရဖြစ်ခဲ့ရပါတယ်။အဲဘလို့ပဲဖြစ်ပါစေပါဒုက္ခရောက်တဲ့သူတွေအတွက်အပြိုင်ဆိုင်လူတန်းနေကြတာကိုတွေ့ရတော့ဝမ်းသာအားမိပါတယ်။သူတို့စားလဲကျေးဇူးတင်မိပါတယ်။တကယ်လိုအပ်တဲ့ပစ္စည်းတွေကိုတကယ်လိုအပ်တဲ့လူတွေလက်ထဲရောက်အောင်လူတန်းပေးကြပါလို့လည်းအကြံပြုတိုက်တွန်းနေပါတယ်ခင်ဗျာ။မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူတွေအတွက်လည်း ဒီလိုကပ်ဘေးဆိုးကြီးကနေအများဆုံးလွတ်မြောက်နိုင်ပြီးနောက်လဲထပ်မကြုံတွေ့ပါစေနဲ့လို့ဆုတောင်းမိပါတယ်။အခုဆိုရင်မီဒီယာတွေပေါ်မှာလဲငလင်နဲ့ပတ်သက်တဲ့သတင်းတွေငလင်ဘယ်ကနေစဖြစ်လာသလဲငလင်နဲ့ပတ်သက်ပြီးနောက်ဆက်တွဲတွေဖြစ်လာနိုင်တဲ့အကြောင်းအရာတွေသတိနဲ့နေပြီးငလင်လှုပ်ခဲ့ရင်လိုက်နာမယ့်အချက်တွေကိုသတိပေးတဲ့သတင်းတွေနဲ့ဘူတုဒ္ဒပြဝေပေးနာတွေလဲအများကြီးတွေ့ရပါတယ်။လက်တွေ့ကြုံမှုတဲ့သူတွေရောမကြုံမှုတဲ့သူတွေရောကြိုတင်လေ့လာထားကြပြီးတော့ အသည့်တတိလေးနဲ့နေထိုင်ကြပြီးသူတို့ပြောပြတဲ့ချက်တွေကိုလည်းအရေးပေါ်လာရင်လိုက်နာနိုင်အောင်ကြိုတင်လေ့လာထားကြဖို့ကျွန်တော်ဒီနေရာကနေပဲအကြံပေးတိုက်တွန်းချင်ပါတယ်။ကျွန်တော် လေ့လာမိသလောက် link တွေကိုလည်း description မှာကျွန်တော်စုစည်းပြီးဖြည့်ပေးထားပါမယ်။ဒီ link တွေကတစ်ဆင့်လေ့လာနိုင်ပါတယ်။မူရင်းတင်ထားတဲ့သူတွေကိုလည်းအားလုံးကိုသာကျေးဇူးတင်ကြောင်းကျွန်တော်ဒီနေရာကပဲပြောချင်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ဒုက္ခရောက်သူတွေအားလုံးအမြန်ဆုံးဘေးကင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာနိုင်ကြပါစေ။ ကူညီကယ်ဆယ်ပေးနေတဲ့သူတွေကိုလည်းဘေးရန်နေရကင်းပြီးအများဆုံးကူညီကယ်ဆယ်ပေးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။